ုလိုက်တိုင်ကိုကြည့်ရှုနေကြတော့ပြည်တွင်းပြည်ပအားရှင်လူပြည်သူအလုံးဘေးရန်ခတ်တိန်ကင်းကျင်းကြသည့်ဖြစ်၍နှလုံးစိတ်ကွမ်းအေးချမ်းကြပါသည်။ကောင်းကျိုးလူရာ ပြည့်ကြပါသည်ဗျာ။ယခုအောက်တိုဘာ16နဲ့22ကြားမှာဖြစ်ပေါ်လာမယ့်ကံကြမ္မာဆိုင်ရာဟောစတာများဟုဟောကြားပေးမှာဖြစ်ပါတယ်။အကာရရသည်ဘွား။ မကာလာရာသီဘွားဆိုတာဒီတမ22နဲ့ဇန်နဝါရီ20ကြားမှာမူဖွားသူတွေဖြစ်တယ်။ဒီရာသီဘွားရာမိမိလုပ်ငန်းအတွင်းအတိုက်ခံနေတဲ့ထိတ်တိုက်တွေးပြီးမိမိဉာဏ်ပညာဆွဲကြီးကြီးနဲ့လောက်ကైမှုကြောင့်အရှင်ပြေသွားလိမ့်မယ်။အလုတ်အိုးအိမ်နေရာတိုင်းနေရာထိုင်ခင်းတို့ ပြောင်းလဲမှုတွေဖြစ်ပေါ်လိမ့်မယ်။ခက်ခဲတော့လည်းအခုကြီးကောင်းရမယ်။ဘာသာရေးသူနဲ့ရှင်တွဲနေထိုင်လောက်ကైမှုလူတလူငွေကြီးတွေလည်းကန်ကောင်းလိမ့်မယ်။ အိမ်တော်ရေးလူမှုရေးကျန်းမာရေးစီးပွားရေးများကံကောင်းတဲ့ဘက် ရောက်ရှိလို့လာပါပြီစေတနာအကျိုးပေးတဲ့အချိန်မှာပဲသဘောထားကြီးကြီးနဲ့မေတ္တာတရားကြီးထားဖို့တော့လိုပါတယ်တိခတ်သိမ့်များလေးအောင်မြင်လေးပါပဲခွေးရမယ့်အရောင်တွေကဝါစိမ့်နီပြကြိုက်တာဝတ်ပါမီးပေါက်တာအိမ်လေဘေးကော်လာချက်တိပြုတ်တာတွေမဝတ်ပါနဲ့9 6 8ပတ်လဲထီထိုးလို့ရပါတယ် အထိတ်အများများဝင်တရားများများထိုင်ပရိများများစိတ်ငှက်ကျင်းငှက်တရကကျွေးမွေးလှူတာမှာမကာလာယာဒီဘွားမိသားစုအလုံးကြမ်းမှချမ်းသာကံကောင်းပါလိမ့်မယ်